ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒါ Champion League လေးပြန်လာပြီပေါ့လीเนาะအဲ့တော့ဒီနေ့ကတော့နည်းလေးပွဲများတဲ့အတွက်ကျွန်တော်ဒီနေ့ဒါ Champion League ရဲ့ live တစ်ခုမှာ၃ပွဲကျွန်တော်ပြောပြီးတော့အားလုံးပေါင်း၉ပွဲရှိတာဆိုတော့ဗောနော်အဲ live ၃ခုဒီနေ့ခွဲပြီးတော့လွှင့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ live ထဲမှာတော့ကျွန်တော် Liverpool နဲ့ Galatasaray ပွဲ တပွဲပါမယ်အတလန်တာနဲ့ဘရူဂျက်အစောပွဲပါမယ်ရီယယ်မက်ဒရစ်နဲ့ကိုင်ရက်အာမန်ဒီပွဲပါမယ်เนาะအဲ့တော့သုံးပွဲကိုကျွန်တော် live တစ်ခုနဲ့ဒီနေ့ live လေးသုံးခုအားလုံးပေါင်း၉ပွဲတိတိကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်ဒီလာလီဂါထဲကပွဲအပူလေးထပ်ပြီးပြောမယ်ပေါ့လေဆိုတော့ဗလန်စီယာနဲ့ကျွန်တော်လက်ကြံပွဲလေး Oviedo เนาะအဲ့ပွဲလေးကျွန်တော်ဒီ live ထဲမှာပဲထည့်ပြောမယ်ဆိုတော့ဒီ live မှာကျွန်တော်ဒီနေ့ဒါ30ရက်9လ2025ရက် လေးပွဲပြောမှာဖြစ်ပါတယ်เนาะချန်ပီယံလီဂ်တွေကလေဗာပူးနဲ့ကာလာတာစရီပွဲပြောပါမယ်အစောပွဲချန်ပီယံလီဂ်တွေကနှစ်ပွဲပြောမယ်ပြီးရင်ဗလန်စီယာပွဲပြောမှာဖြစ်ပါတယ်ပြီးရင်တော့နောက်ထပ် live နှစ်ခုရှိပါမယ်ဗျာเนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေအသေးလေးလက်မလေးလောက်ပါအောင်ညီကိုတို့ရေเนาะအဲ့တော့ဒီထဲမှာတော့ကျွန်တော်၃စတပွဲလေးပါဝင်ပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျအဲ့တော့ဘယ်ပွဲလေးတွေကြိုက်ကြလဲညီကိုတို့ရေเนาะလည်းမှန်မှန်ကြပါဦးဟလား ချီနီချီနီမင်္ဂလာပါညီကိုတို့ရေ brother ထွန်းထွန်းလေးမင်္ဂလာပါဗျဝါဝခင်မင်္ဂလာပါဇော်လေးမင်္ဂလာပါနေဆန်းမင်္ဂလာပါရဲသူအဲရဲသူဝင်းမင်္ဂလာပါဗျကျော်လင်း1500မင်္ဂလာပါချစ်ကိုမင်္ဂလာပါဇင်ကြီးမင်္ဂလာပါဗျ Galatasaray အပိုင်မဲတဲ့ဟုတ်ပါမလား brother ရေ Galatasaray ကလည်းနည်းနည်းလေးအဲကြောက်ရတဲ့တည်းမှာပါတယ်ပေါ့လေလက်ရှိတိုက်စစ်ပိုင်းကောင်းနေဆိုပေမဲ့အဲခန်းစစ်ကဒိုးယိုဘောပေါက်နေတဲ့အနေအထားဆိုတော့လက်ရှိလီဗာပူးနဲ့ကတော့တော်တော်လေးကြီကောင်းမယ်ဗျအိုက်ပွဲကတော့နော်တော်တော်လေးကြီကောင်းမယ်လီဗာပူးသားအကယ်၍တည်ရသမဟုတ် လို touch ပြီးရှုံးလိုက်ရင်တော့အဲ့ဒါသွားပြီပေါ့နော်အဲ့တော့နည်းနည်းလေးလှုပ်လှုပ်ခက်ခက်တီးတော့ဖြစ်ကုန်တော့မှာနော်ဒါသာဇင်ကြီးမင်္ဂလာပါဆိုးလက်မင်္ဂလာပါအဲနီဇူမီဆန်မင်္ဂလာပါဗျာရန်ရန်မင်္ဂလာပါတန်းစီအောင်မင်္ဂလာပါဗျာအဲဗာလဲမင်းအောင်မင်္ဂလာပါထတ်အောင်မင်္ဂလာပါတန်းဆိုးအေးအမေမင်္ဂလာပါချမ်းချမ်းမင်္ဂလာပါဇော်ဆန်းလွင်မင်္ဂလာပါရဲကို 2019မင်္ဂလာပါတုတ်ကြီးမင်္ဂလာပါကျော်လင်းထောင်အားမင်္ဂလာပါဗျကိုစိုက်မင်္ဂလာပါ Rambo Rambo မင်္ဂလာပါညံဖြိုးမင်္ဂလာပါအောင်ပိုင်မင်္ဂလာပါအောင်အောင်မင်္ဂလာပါ Inter ကြိုက်လားမကြိုက်ဘူး brother Inter တော့ရှောင်းနေဗျဒီနေ့ Inter ဘလို့ဖြစ်နေလဲဟိုမသိတာเนาะအဆင်မပြေဘူးပေါ့เนาะပွဲလဲကျွန်တော် Inter ပွဲတိတ်မကြည့်ဖြစ်တာလဲပါပါတယ်เนาะအဲ့တော့ကြည့်လိုက်တဲ့ပွဲကလည်းတိတ်တော့အဆင်မပြေဘူးပေါ့လေเนาะအဲ့တော့ Inter ပွဲကတော့အထူးသဖြင့်ရှောင်းကျွန်တော် AC တောက်လျှောက်တော့ကြည့်ဖြစ်တယ် AC ခြေစွမ်းမဆိုးဘူးပေါ့လေเนาะ brother zoji မင်္ဂလာပါဗျ leo မင်္ဂလာပါ nephew မင်း nephew မင်္ဂလာပါဗျအောင်ပိုင်မင်္ဂလာပါ redmi မင်္ဂလာပါရန်အောင်ဆိုးမင်္ဂလာပါဟုတ်ရန်အောင်ဆိုးမင်္ဂလာပါ zavi မင်္ဂလာပါ soji so အဲစောကြီးမင်္ဂလာပါဇန်နီမင်္ဂလာပါမန်ယူဘွဲကဘယ်နေလဲတဲ့မန်ယူမရှိသေးဘူး brother ရေနော် AC အိတ်လို့ရပါတယ်ဗျ brother ဇန်နီမင်္ဂလာပါ brother ရှိုင်းဝနာအောင်မင်္ဂလာပါကိုငယ်မင်္ဂလာပါနေတာမင်္ဂလာပါ နေတာရဲလာမင်္ဂလာပါဆန်နေမင်္ဂလာပါအဲအဲဒမ်331မင်္ဂလာပါကျော်လွင်မင်္ဂလာပါတုတ်ကြည့်မင်္ဂလာပါဗျအဲလီဗာပူးမင်္ဂလာပါခန့်စီတူမင်္ဂလာပါရီအက်ကြိုက်တယ် bro တဲ့ okay ပါ brother chick ကိုမင်္ဂလာပါအဲကိုဇော်မင်္ဂလာပါခိုင်ခိုင်မင်္ဂလာပါညံဖြိုးမင်္ဂလာပါစန်းတူရမင်္ဂလာပါဗျတန်တိုးအောင်မင်္ဂလာပါညီကိုရေး brother တာညီတာညီမင်္ဂလာပါဗျရဲရဲလေးမင်္ဂလာပါအဲရှိန်း ရှိမ့်မြန်မင်္ဂလာပါကိုအင်စာမင်္ဂလာပါကိုတင်ဤမင်္ဂလာပါဗျစီတူတူစီတူထုံးမင်္ဂလာပါမင်း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 မင်္ဂလာပါဗျခဲ့ရဆိုကျွန်တော်စလိုက်မယ်ညီကိုကြီးเนาะအဲ့တော့ကျွန်တော်စလိုက်မယ်ညီကိုကြီးဆိုတော့ဒါ one is ဘက်မှာဆော့ကျင်တဲ့ညီကိုကြီးအနေနဲ့ကလည်း go bee ရဲ့ promo code ဖြစ်တဲ့ gb 777အောင်အသုံးပြုပြီးတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက one is ဘက်မြန်မာ facebook page နဲ့သူတို့ application တို့မှာ website နဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတိလို့ရတယ်ပြီးမြန်လို့ရပါတယ်ဗျခဲ့ရဆိုတော့ကျွန်တော် let's go ပါဆိုတော့ပြောပြန်ပြောရမှာကတော့ဒီနေ့ live လေး၃ခုကျွန်တော်ခွင့်လွှင့်ပါမယ် champion league 6ပွဲ ရှိတဲ့အတွက်ကျွန်တော်၃ပွဲကို live တစ်ခုနှုံးနဲ့ဒီနေ့ live လေး၃ခုတော့ကျွန်တော်ခွဲပြီးလွှင့်ပေးမှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့၄သင်းမောင်းလေးเนาะအားလုံးပေါင်း၉ပွဲထဲမှာမှကျွန်တော်၄သင်းမောင်းလေးတမောင်းဆွဲထုတ်ထားပါတယ်အဲဒီမှာဇာပွဲတွေရောတက်ဆိုင်ရာရွေးချယ်တဲ့ live လေးတွေမှာပဲကျွန်တော် ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ let's go ပါဆိုတော့ကျွန်တော် preparation ပြောမှာကကျွန်တော် liverpool ပွဲပေါ့เนาะ အဲ့တော့လက်ရှိ Liverpool အနေနဲ့ကဒါနောက်ကျပွဲတွေကပွဲပါเนาะအဲ့တော့ software ကတော့ဒီနှစ်ပွဲပဲရှိတယ်ပေါ့အဲ့တော့ Liverpool အနေနဲ့ကလက်ရှိဒီနေ့ပွဲမှာတလုံးကို30ရှုံးပေးထားပါတယ် Galatasaray အိမ်ခွဲမှာသွားကန်မှာဖြစ်ပြီးတော့သုံးလုံးကို60ရှုံးသုံးလုံး100ရှုံးမဲ့ထားပါတော့ဗျာเนาะအဲ့တော့သုံးလုံး60ရှုံးဆိုရင်နှုံးနဲ့ Liverpool အသင်းအဝေးဝန်းကနေ GP ထားပါတယ်အဲ့တော့လက်ရှိ body ဝင်ရိုးဟာတလုံးတည်ရီမှာ သုံးလုံး100ရှုံးဝင်ရိုးဖြစ်တဲ့အတွက် Liverpool တေချာပေါက်900နိုင်တယ်900နိုင်တာဟိုမှာအောက်ထက်တကူအထက် ြတ်မယ်ဆိုတဲ့ကြေးမျိုးဖြစ်ပါတယ်။ဒါဆိုသုံးလုံးတရာရှုံးဖြစ်တဲ့အတွက် individual over 1.5 level အနေနဲ့အနည်းဆုံးနှလုံးရနိုင်တယ်ဆိုတဲ့အနေထားတွေ့ရပါတယ်။အဲ့တော့တလုံးတည်ရေကိုမှ သုံးလုံးတရာရှုံးပေးထားခြင်းဖြစ်တဲ့အတွက်လည်းတစ်ဖက်ကပြန်စင်းစားရင် Galatasaray ကလည်း AECC 900ရနိုင်မဲ့ဂျီမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာက1 2ကနေကျွန်တော်တို့စကြည့်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်ဆိုတော့2 2ဖြစ်နိုင်တယ်အဲ3 2ဖြစ်နိုင်တယ်2 3အဲဒီလိုမျိုးရလက်လေးမြင်တွေ့ရနိုင်တော့ဂျီမျိုးဖြစ်ပါတယ်ဆိုတော့ Liverpool အနေနဲ့ဂိုးပြအောင်ကံမလားပေါ့လေအဲ့တော့လက်ရှိအနေအထားရ Liverpool အသင်းအနေနဲ့ကပြီးခဲ့တဲ့ပွဲမှာအနိုင်သုံးမှတ်တော့ရတာတယ်ဒါပေမဲ့လည်း Not Tigo ထင်တယ်နော် အဲဟုတ်တယ်3 2နဲ့ကပ်ပြီးနိုင်တာဆိုတော့ကိုကွာကြတဲ့ကအပေါင်းတစ်ပဲရှိတယ်တဖက်ကအသင်းကတော့ဂါလာဒါဆူရီကတော့ရှုံးထားတာပေါ့လीနော်အဲ့တော့ဂါလာဒါဆူရီအနေနဲ့ကတော့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာသူတို့ရှုံးထားတဲ့အသင်းကဒါအဝေးခွင်းလည်းဖြစ်ပါတယ်နော်အဲ့တော့တိုက်စစ်အရင်ကောင်းနေတဲ့ Frankfurt နော် Bundesliga မှာ German အိမ်ခွင်းမှာသွားရှုံးထားတာဖြစ်တဲ့အတွက်5-1နဲ့ပိုးစုပတ်ဆက်၄ခုပြတ်ရှုံးနေဆိုတော့ခန်းစစ်ကတော့တိတ်အဆင်မပြေနေဘူးပေါ့လीဒီလိုမျိုးနှစ်သင်းထိတဲ့တွေ့ဆုံမှုအရာကတော့ဘော်ဒီယာအရန်အန်ရဲ့များတယ်ဗျ ဒါပေမဲ့ဒီနှစ်သင်းရဲ့အစဉ်လာလေးတစ်ခုရှိတယ်ပေါ့နော်ဂါလာတာစရီအသင်းအိမ်ခွင်မှာ2002ချန်ပီယံလီဂ်တုန်းကလီဗာပူးနဲ့တွေ့တယ်ဝမ်ဝမ်နဲ့ဂျီနက်ခဲ့ရပါတယ်2003ခုနှစ် AMSD မှာဂါလာတာစရီအိမ်ခွင်မှာလီဗာပူး2003လပိုင်း၄ရက်နေမှာသွားကန်တယ်2-1နဲ့ဂါလာတာစရီကနိုင်ခဲ့ပါတယ်ပြီးတော့2006ချန်ပီယံလိနော်6ရက်12လမှာဂါလာတာစရီအိမ်ခွင်မှာထပ်ပြီးကန်ရတယ်လီဗာပူးအနေနဲ့အတုံးကလည်းလီဗာပူးအဝေးခွင့်ကနေလည်း50ရုံပေးခဲ့တာ3-2နဲ့ဂါလာတာစရီကဒီမှာ ထပ်ပြီးနိုင်ခဲ့တယ်ပြီးတော့နောက်တစ်ခေါက်နောက်ဆုံးအချိန်က2017ခုနှစ်လပိုင်းခြေစမ်းပွဲပါအဲ့ဒါတော့နော်အဲ့ဒီတော့ကလေဘဘူးအိုးခွင်းကနေလည်းပြ50ဆုံးထပ်ပြီးတယ်3-0နဲ့ဂါလန်ဒါဆူရီကထပ်ပြီးနိုင်တယ်ဗျအဲ့တော့အစင်အလာအရာကဂါလန်ဒါဆူရီအိမ်ခွင်း၄ပွဲဧကခံမှုမှာလေဘဘူးတစ်ခါမှမနိုင်ဘူးနော်ဒါနည်းနည်းလေးအနေနဲ့များသောအနေအထားဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိအနေအထားကတော့ဂလာဒါစရီဟာတိုက်စစ်ပိုင်းတရားဒီတိတ်ဆိတ်ပူစရာမရှိဘူးဒန်ယန်လူစင်းလုံးဝတယောက်မှမရှိဘူးအိုက်ဂါဒီ၃မလအိုစီမန်၃မလကြိုက်တဲ့တိုက်စစ်ကို ုံးလို့ရတယ်နှစ်နှစ်ယောက်စလုံးကလည်းဒီဟာဒီတိုက်စစ်ကကိုးရနေတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့တူရကီလီမာလည်းလက်ရှိဒါအဆင့်တက်မှာ22မှတ်နဲ့နော်9ပွဲကစား9ပွဲနိုင်ပေကို2ကိုပဲရှိတယ်19ကိုအထိသွင်းထားတဲ့ကာလတာဆိုပြီးကာရန်ဖောင်ကအကောင်းဆုံးအနေအထားမှာရှိနေပါတယ်ဆိုတော့တိုက်စစ်ကကျွန်တော်ထင်တော့3လုံးတရာရှုံးအရနော်အောက်ထက်တစ်လုံးကတော့အနည်းဆုံးကာလတာဆိုပြီးဘက်က မြင်တွေ့ရမယ်အနေအထားလို့ပဲကျွန်တော်တို့သုံးသပ်တယ်လက်ရှိတောက်လျှောက်ကန်တဲ့အနေအထားကိုကြည့်ရရင်လေအောက်ထက်ကတော့တပွဲကိုအနေဆုံးအဲနှစ်ကိုနှုံးသွင်းတာဆိုတော့တိုက်စစ်ပိုင်းစိတ်ပူစရာမလိုဘူးအဲ့တော့ခြေစမ်းပွဲဒီမှာပြန်ကြည့်ရင်လာစီယိုကိုတူးတူးနဲ့ကျွန်တော်ကန်ထားတယ်ကက်ဂလီယာရီကို3-1စတာဘော့ကို3-1ဆိုတဲ့ကဒီလိုမျိုးအသင်းတွေကိုတော့ပေးရတာလေဘဘူးကနှလုံးကတော့မပေးစရာအကြောင်းမရှိဘူးဆိုတော့ကျွန်တော်တို့ကြောက်စရာ1-2တပေါက်ပဲရှိနိုင်မယ်လို့တော့ကျွန်တော်ယူဆတယ်လေဘဘူးက လက်ရှိဖီးယားအများဆုံးအသင်းထဲမှာပါတယ်နောက်တစ်ခုက body မရွေးခြင်းနောက်တစ်ချက်ကလဘူးကလက်ရှိကန်နဲ့နောက်ဆုံး၅ပွဲဆက်ကြီးကြထားတယ်ဗျဒါကြောင့်လက်ရှိဒီနေ့သို့မဟုတ်လာမယ့်တပွဲနှစ်ပွဲအတွင်းမှာကြီးအောင်နိုင်တော့မှာဆိုတော့ body ကရှောင်းလိုက်တာတော့အကောင်းဆုံးပဲပေါ့လीနော်အဲ့တော့လက်ရှိလဘူးက Crystal Palace ကို2-1နဲ့ရှုံးတဲ့အနေအထားမှာနီးပြရောကစားသမားတွေရောဒါတော်တော်လေးဖီအားများနေမယ့်အနေအထားရှိပါတယ်နောက်တစ်ချက်ကဒီရာသီကန်ခဲ့တဲ့အနေအထားမှာသူတို့ဟို ုံးမှတ်တီတာရနေတာဗောနော်နိုင်နေပွဲတီတာကက်ကက်ပြီးနိုင်တာဗျဆောက်တရန်လိုအသင်းကိုတော့2-1နဲ့ကတ်နိုင်တယ်ဗျအေဗာရန်ကို2-1เนาะဟိုတီကို3-2ဘန်လီလိုအသင်းကိုတော့0-1နဲ့ကတ်နိုင်တယ်ဆိုတော့ကတိတ်တော့အဆင်မပြေဘူးဗောနော်ဆိုတော့နှလုံးနဲ့အထက်ပြတ်တဲ့ပွဲဆိုလို့ဒီရသည်မှာလေဗာပူးအိမ်ဝင်ဘုံမောင်းတဲ့ပွဲပဲ42ရှိခဲ့တယ်။ဂျန်နယ်ပွဲအားလုံးအိမ်ဝင်မြေအဝေးဝင်မြေကြိုက်တဲ့ပွဲကြည့်လိုက်နှစ်ခုမပြတ်သေးဘူး။ဆိုတော့ဒီနေ့ဂါလာဒါစရီအိမ်ဝင်မှာအစင်အလာရเนาะအမြဲတမ်းရှုံးခဲ့တဲ့เนาะဒီဂါလာဒါစရီမြေမှာ လီဗာပူးတော့ဒီနေ့နည်းနည်းလေးတော့နားကားသွားနိုင်တယ်ပေါ့လေနော်အစ္စတန်ဘူးမှာဒီနေ့ကမ်းမဲ့တူရကီမြေမှာလီဗာပူးတော့နည်းနည်းလေးတိုင်ပတ်နိုင်တယ်ဗျာဒါကြောင့်ဘော်ရီယာဘလူးပဲစဉ်းစားစဉ်းစားနည်းနည်းလေးရှုပ်ထွေးတယ်အနေအနေငယ်အနေငယ်များတယ်ကျွန်တော်ကြိုက်တာကတော့ဂါလာဒါစရီကြိုက်တာဗျာနှလုံးမပြတ်နိုင်ဘူးလို့တော့ယူဆတယ်ပေါ့လေနော်လီဗာပူးအနေနဲ့လည်းလက်ရှိခံစစ်ပွင့်နေတဲ့အနေအထားမျိုးမှာကျွန်တော်1 2တပေါက်ပဲကြောက်ရမှာဖြစ်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ဒီနေ့ရဲ့3စာပွဲဖြစ်တဲ့ လီဗာပူး6ဘောလေးပဲကျွန်တော်ရွေးချယ်ထားပါတယ်နော်โอเคပါလီဗာပူး6ဘောပါโอเคပါဆိုတော့ဘော်ဒီကတော့ကျွန်တော်လောလောဆယ်တော့ရှောင်းနေပေါ့လေနော်အဲ့တော့နောက်တစ်ပွဲပြောပါမယ်နောက်တစ်ပွဲကတော့အစောပွဲဖြစ်တဲ့ Atlanta နဲ့ Bruja ပွဲဖြစ်ပါတယ်ဒီမှာ Atlanta အသင်းအိမ်ဝင်းမှာဒီနှစ်ပွဲကတော့အစောပွဲပေါ့လေနော် Atlanta အိမ်ဝင်းမှာတလုံး60ပေါင်းကိုကျွန်တော်3လုံး20ရုံးနဲ့ကားထားတာဖြစ်ပါတယ် ဒီနှစ်သင်းကပြီးခဲ့တဲ့ဒီ group stage မှာပဲဒီဒီဟိုပါပေါ့2025ဒီနှစ်လပိုင်း19ရက်နေ့မှာ Atlanta အင်္ဂွန်းမှာနောက်ဆုံးကန်ခဲ့ရတာ Champion League ပဲနောက်အဲ့တော့တလုံး90ရုံအဲတုန်းကပြီးခဲ့တယ်13နဲ့ Brujack ကအဝေးခွင့်ရနေနိုင်ပါတယ်အဲတုန်းကပြီးခဲ့တဲ့နှစ်လပိုင်း February မှာပြီးခဲ့တဲ့ကြီးကတလုံး90ရုံ Atlanta ဘက်ကပြီးခဲ့တာပါ Gasperini လက်ထပ်တင်တယ်နော်အဲ့တော့မပြောင်းသေးဘူးအဲတုန်းကအဲ့တော့ဒါတောင်မှတလုံး90ရုံတော့13နဲ့ရုံနေတဲ့အနေထားမှာတလုံး90ပေါင်းဆိုရင်ဘလို့ပဲဖြစ်ဖြစ် ဟိုကြေးအရာအဖြစ်ပေါ့လေနော်ဘလို့မှအက်တလန်နာအောင်စရာအက်တလန်နာသုံးမရစရာအကြောင်းကိုမရှိဘူးဗျဒါကိုမှ level တရာချုံးဝင်ရုံးကိုမှသုံးလုံးတည်ရင်နဲ့ကာထားခြင်းဖြစ်သည့်အတွက် project တေချာပေါက်ကိုးရမယ်ကြေးမျိုးဖြစ်ပါတယ်နော်အဲ့တော့ဒီ head to head အရာကတော့နှစ်ပွဲလုံးကိုးပေါ်တာတယ် project ကကြီးပဲနှစ်ပွဲလုံးနိုင်တာတယ်2 1နဲ့တပွဲ1 3နဲ့တပွဲပေါ့လေဒါတစ်ပိုင်းမှာအဲ့တော့လက်ရှိနီးပြလက်တက်အက်တလန်နာတော့ကျွန်တော်တော့တိတ်မကြိုက်ဘူးဗျ gasmarini ကိုပိုကြိုက်တယ်ဗောနော် ivan jure မလားခဏလေးကျွန်တော်မှားပါဆိုလို့ပြန်ကြည့်လိုက်ရမနော် ဟုတ်တယ် Ivan Juric ဆိုတော့အစင်တော့မဖြစ်ဘူးပေါ့လေနောက်တစ်ချက်ကဥရောပအတွေ့အကြုံလဲ Ivan Juric မှာအဲ့လောက်ကြီးမရှိနေဘူးပြလက်ရှိဒီ Skamaga တို့ discovery တို့ဒဏ်ရာရနေတဲ့ကစားသမားကြီးလည်းအနေငယ်ရှိနေတဲ့အနေအထားမျိုးမှာ level တရားကတော့ဘလို့မှအဆင်မပြေဘူးပေါ့လေနော်အဲ့တော့တစ်ဖက်က bruget အသင်းကတော့လောလောဆယ်မှာဒီရသည့်အဲတိုက်စစ်ပိုင်းတော့မဆိုဒါပေမဲ့သူကအဝေးခွင်းနည်းနည်းလေးရလက်ဆိုးတက်တဲ့အနေအထားလေးရှိတယ်ပေါ့နော်အဓိကပြဿနာက cancel ပိုင်းမှာနောက်ဆုံး၅ဘွဲ့မှာ၄ဘွဲ့တိတိကိုပေးထားရတယ်ပြီးခဲ့တဲ့ဘွဲ့မှာလဲ standardly အသင်းအနီးကထိသွားသလိုဒါ1 2နဲ့ပွဲပြီးခဲ့တာပေါ့အဲ့တော့လက်ရှိပြန်ကြည့်ရရင်တော့ over 2.5တော့အနေငယ်လေးတော့များတယ် ်ဒါပေမဲ့နှစ်သင်းစလုံးဟာအမှန်တိုင်းပြောရရင်တော့မယုံရတဲ့နှစ်သင်းလို့ပဲပြောရမယ်အနေထားပေါ့လေအတ္တလန်နာလေးပြီးခဲ့တဲ့ပွဲမှာဂျူဝင်အိမ်ဝင်းမှာထကောင်းတယ်ဝမ်ဝမ်းနဲ့ပွဲပြီးတယ်ရှေ့မှာတော့ကျွန်တော် PSG ကို၄ဂိုးပြန်နဲ့ရှုံးထားတယ်နော်အဲ့တော့လက်ရှိဒီပွဲလေးတွေအနေငယ်များနေတယ်ပီဇာလိုအသင်းကိုတော့မှဝမ်ဝမ်းနဲ့ကန်တဲ့အနေထားမျိုးမှာဒီဟာဒီအဖွင့်ထဲကဆက်လို့လက်ရှိအချိန်ဒီကန်ခဲ့တဲ့အိမ်ဝင်း၄ပွဲမှာ၄ပွဲလုံးဘိုတင်းတူစကိုဖြစ်ထားတဲ့ပုံအရဒီပွဲနေမယ်ဆိုရင်တော့ကျွန်တော်တို့ Brujet ကြိုက်ပါတယ် Brujet ဂိုးပေါ်ကြိုက်ပါတယ်အဲ့ဒီအကြောင်းလေးက เนาะတချောင်းတော့အနေဆုံးဝင်နိုင်မယ်လို့ယူဆပါတယ်ဘရူဂျက်ဘော်ဒီတော့မဟုတ်ဘရူဂျက်ကိုပေါ်ကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲကတော့ကိုင်ရက်အာမန်တီနဲ့ရီယယ်မက်ဒရစ်ပွဲဖြစ်ပါတယ်အဲ့တော့ဒီမှာက Real Madrid အနေနဲ့ကအဲနှလုံးတရာရှုံးပေးထားတယ်ပေါ့လေအဲ့တော့ဒီလိုမျိုးပွဲတွေပေါ့နော်ဒီ Real Madrid တို့ Bayern Munich တို့ဆိုရင်ဒီဟိုတစ်ဖက်ကအသင်းကအိမ်ဖြစ်အသင်းလေးတွေတော့ဖြစ်နေတယ်ဆိုတော့ဒီလိုမျိုးပွဲမှာတစ်ဖက်ကအသင်းကြီးတွေအနေနဲ့နောက်ပွဲသူတို့ရဲ့သက်ဆိုင်ရာလီတွေမှာကံမဲ့နော်ပွဲချက်တွေကို ချိန်ပြီးတော့နီးပြားတွေအနေနဲ့เนาะကစားသမားအလှည့်ပြောင်းနေပြုတ်လောက်လာနိုင်ပါတယ်ဂျေးတွေလည်းအရန်ပြင်းနေအတော့အဲဂျေးအောင်အောင်เนาะကန်တိုင်းကြီးဟိုပြောဖို့သုံးသပ်ဖို့ဆိုရင်တော့ line up ထောက်မှာပဲကျွန်တော်တို့တေချာလေးပြောလို့ရမှာဖြစ်ပါတယ်เนาะဒါကြောင့်ဒေါ်တန်ဟိုအဒီဝါဟူအဲ Bayern Munich တို့ Real Madrid တို့အတင်းပွဲတွေစော့မယ်ဆိုရင်တော့ line up အဓိကကြည့်ဖို့ပဲကျွန်တော်ကတော့အကြံပေးတယ်လက်ရှိအနေအထားအရသုံးသပ်ရမယ်ဆိုရင်တော့မှ3လုံး90ပေါင်းမှ4လုံး90ပေါင်းဖြစ်တဲ့အတွက် B-boy G ရောက်ထဲရပဲစဉ်းစားသင့်တယ် Garrett MND ဟာ ြီးခဲ့တဲ့ပွဲမှာလစ်စဘွန်ကိုသာ၄ဂိုးတကူနဲ့ရှုံးခဲ့တာပါ။ channel ပွဲအားလုံးဟာ Celtic လိုအသင်းကိုဇီးဇီးနဲ့အိမ်ခွန်းမှာကန်လာတဲ့အသင်းမျိုးဖြစ်ပါတယ်။ Slovan ကိုဖြုတ်ခဲ့တဲ့အသင်းမှာနောက်ဒီ Dynamo Kiev လာနော်အဲ့လိုအသင်းတွေကိုဖြုတ်ခဲ့တဲ့အနေအထားမှာအိမ်ခွန်းတောက်လျှောက်ဖင်ပိတ်ကန်တဲ့အသင်းဖြစ်ပါတယ်။ခန်းစစ်အသားပေးပြီးကန်တဲ့အသင်းဖြစ်ပါတယ်။အဲ့တော့ Real Madrid ကတော့ပြီးခဲ့တဲ့ပွဲမှာတော်တော်လေးကိုဆိုးဆိုးရွားရွားနဲ့ဒီကိုကို၅ဂိုး၂ဂိုးနဲ့ရှုံးနိုင်ခဲ့တဲ့အတွက်တော့ နည်းနည်းလေးပြာသွားမယ်ထင်ပါတယ်เนาะအဲ့တော့လက်ရှိကတော့ဘာလင်ညာတို့ဘာလင်ကန်တို့ပြန်ပါတဲ့အနေအထားမျိုးမှာတော့တိုက်စစ်ကတိတ်ဆိတ်ဘူးစရာတော့မရှိဘူးဗျာဒါပေမဲ့ဘလိုလူစင်းနဲ့ထွက်လာမလဲဆိုတာမသိသေးတဲ့အတွက်တော့နည်းနည်းလေးတိုင်ပတ်နိုင်တယ်ပေါ့တော့လက်ရှိဟိုဂျေးအရာကတော့အလုံး90ပေါင်းမှာလေးလုံး90ပေါင်းအရာကကျွန်တော် ဟို real ကိုမယုံတာအဲ့ Xavier Alonso ကိုမယုံတာဗျာသိလားအဲ့တော့လက်ရှိ3လုံး90ပေါင်းတော့ကျွန်တော်ကျွန်တော်ဆိုရင်တော့မနေဘူးဗျာဒီဘွဲဖြစ်နိုင်တော့ရှောင်စီခြင်းနဲ့ပေါ့လေနေမယ်ဆိုရင်တော့ကျွန်တော် go out ပဲကြိုက်တယ်ဗျာနော်ဖြစ်နိုင်ရင်တော့ရှောင်မှာဒီဘွဲကတော်တော်အန်နေများပါတယ်နော်ဒီဘွဲဆော့မယ်အစား Bayern Munich နဲ့ပြေးနေလိုက်တာပိုကောင်းတယ် brother တို့ညော် Real Madrid ဆော့မယ်ညီကိုတွေရှောင်သင့်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ် Karen Amedi ရဲ့ခံစစ်ကတော်တော်လေးအဆင်ပြေတယ်နော်တော်တော်လေးကောင်းပါတယ်အဲ့တော့နေမယ်ဆိုရင်တော့ကျွန်တော်တော့အဲ Real Madrid ကျုံးဝင်အောင်မှာ3-0လောက်နဲ့ပဲရပ်သွားနိုင် င်တယ်เนาะ 2C 3C အပြင်တော့အဲထပ်သွင်းနိုင်ပါမလားပေါ့လေဒါပဲစိတ်ပူတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ရှောင်ပါတယ်ဆိုတော့မဖြစ်မနေရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော် Real Madrid go out ပါပါလေးပဲကြိုက်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်3ပွဲရှိပြီဆိုတော့နောက်လက်ကျန်တဲ့ပွဲ La Liga တွေကကျွန်တော်ပြောပြပါမယ်ပြီးရင်တော့ကျွန်တော် Champion League လက်ကျန်6ပွဲမှာ live လေးနှစ်ခုထပ်ပြီးတော့လွှင့်ပြပါမယ်အဲ့တော့လက်ရှိ La Liga မှာကျန်တဲ့ပွဲကဒီ Valencia နဲ့ Oviedo တပွဲပဲရှိမယ်တစ်လုံး90ပေါင်းပေးထားပါတယ်နှလုံးကို40ရှုံး နှလုံး40ရှုံးလာဟုတ်တယ်เนาะနှလုံး40ရှုံးပေးတာပါတယ်အဲ့တော့တေးကြတယ် vivo g ရောက်ထဲရပဲကျွန်တော်စဉ်းစားမယ်နေတာပါနှလုံးနေ90ပဲစားမယ်နေတာမှာနှလုံးနေမှာ40ပဲရှုံးမယ်အနေဒါဖြစ်တာကြောင့်နှစ်သိန်းပေါင်းရင်တော့မှာနှလုံးရောက်ဖို့ခရင်တော့ကိုပေါင်းကြီးမျိုးဖြစ်တယ်လို့ဘူဂီတွေကမှန်းဆထားပုံရပါတယ် အဲ့တော့လက်ရှိဗလန်စီယာဟာလက်ရှိအဝေးဝန်းလေးတော့အနှဲငယ်လေးညံ့နေဒါပေမဲ့အိမ်ဝင်းဒီယာတီတော်တော်လေးကောင်းပါတယ်ရှုံးပွဲလုံးဝမရှိသေးသေးဘူးဆိုစီတက်ကိုအိမ်ဝင်းမှာ1 1ဂရာဖေးကို3စီဘီဘာအိုကို2စီเนาะအဲ့တော့အိမ်ဝင်းရှုံးပွဲမရှိသေးတဲ့အနေအထားမျိုးမှာဘီဘာအိုလိုအသင်းကိုနိုင်နာတာဟာဗလန်စီယာတိုက်စစ်ကဒီယာတီအိမ်ဝင်းပိုကောင်းနေတဲ့အချက်ကိုသွားတွေးပါတယ်နောက်တစ်ချက်က ဂရာဖေးလိုအသင်းကိုတော့ level 50ပဲပေးခဲ့တဲ့အနေအထားမျိုးမှာ၃ခုပြတ်နေနိုင်ခဲ့တဲ့ Valencia အိမ်ခွင်းဟာ OVA တို့ကိုတလုံး50ပေါင်ပေးတယ်ဆိုတဲ့ကကျွန်တော်ထင်တော့ outfit ကတော့တလုံးပြတ်မယ်ထင်တယ်၃မှတ်ကတော့တိကျပေါက်ရနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါဘက်က OVA တို့ကခန်းစပိုင်းမှာအသာပေးကန်လာတာတောက်လျှောက်ပြန်ကြည့်ရရင်အဝေးဝင်းနေညံ့ပါတယ် LG လိုအသင်းကိုတော့ 1C နဲ့ရှုံးတယ်ဗျဂရာဖေးကို 2C နဲ့ရှုံးတယ်အဲ့တော့ graphic ပေးတာ level တရားရှုံးဖြစ်တာကြောင့်လက်ရှိအဝေးဝင်းကိုပြန်ကြည့်ရရင်၃ပွဲကန်၃ပွဲစလုံးရှုံးထားတာဖြစ်ပါတယ်ဒီထဲမှာ Valery ရဲ့ကြီးကတော့ပြင်းတယ် န်ပေါ့လေတလုံး50ရှုံးမှာဒူးစီဖြစ်ခဲ့တာဒါပေမဲ့ကန်ခဲ့တဲ့အဝေးခွင်း3ပွဲစလုံးဟာခန်းစစ်အသားပြီးကန်တာကြောင့်3ပွဲလုံးအန်ဒါ2.5တွေတော့ဖြစ်ထားပါတယ်เนาะဒါကြောင့်လဲဒီပွဲမှာနှလုံး30ရှုံးရဒီပွဲလဲတေချာပေါ့ဟိုပိတ်ကန်အောင်မှာပဲပေါ့လေเนาะ video တွေနေအဲ့တော့အဲနည်းနည်းလေးတော့ risk များတယ်နှလုံး30ရှုံးမဲ့ပေးထားတာဖြစ်တဲ့အတွက်1စီရောက်ဖို့တောင်မှတော်တော်ကိုရုံးကန်ပြီးမှအဲ Valencia ရနိုင်မယ်အောင်နိုင်မယ်သုံးမှတ်ရနိုင်မယ်ကြီးမျိုးဖြစ်တာကြောင့်နည်းနည်းတော့ risk များတယ်ဘလို့ပဲဖြစ်ဖြစ်ကိုပေါင်းကြီးကမထီးတင်ဘူး body ပဲနေတဲ့လို့ကျွန်တော်ယူဆပါတယ် ဗလန်စီယာဘော်ဒီမိုက်ပါတယ်တော့လက်ရှိကတော့ဒန်ဟန်လူစင်အရန်ကြီးမရှိဘူးဗျာကျူရိုတို့အုပ်စုเนาะဒီရီယိုဂျာတို့လိုဘတ်ဆိုဒန်ဂျူမာအဓိကပါเนาะတောင်မန်ဒီလက်ကောင်းနေတဲ့အနေအထားမျိုးမှာဗလန်စီယာဒီပွဲတော့အိုဗီရိုစီယာအဲသုံးမှတ်တော့ရယူနိုင်မယ်လို့ယူဆတာကြောင့်ကျူရိုဘီလီကိုဗလန်စီယာဘော်ဒီလေးရွေးချယ်ထားပါတယ်ဗလန်စီယာဘော်ဒီပါโอเคပါဒါဆိုတော့ကျွန်တော်ဒီ live ထဲမှာကျွန်တော်လေးပွဲပြောထားပါတယ်အခု live နားပြီးတော့ now live ကိုဆက်ပြီးတော့အခုတောက်လျှောက်လွှင့်ပေးပါမယ်ဒီနေ့ live လေး၃ခုလွှင့်ပါမယ်ဒီ live ထဲမှာကျွန်တော်လေးပွဲပြောထားပါတယ်နောက် live ထဲမှာနောက်ထပ်နှစ်စာပွဲတစ်ပွဲ ်ပါပါမယ်เนาะပြီးတော့လေးသင်းပေါင်းလေးကပွဲလေးလေးပါပါဖြစ်တာကြောင့်နောက် live လေးမှာကျွန်တော်ပြန်တွေ့ပါမယ်ဗျအဲ့တော့ဒါဒီ live လေးကိုလည်းကြည့်ရှုပြ brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းညီညာကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညနေဖြစ်ပါစေဗျ